ငယ်မြင်များစွာလက်လွတ်ထားတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်ခင်လုံခြုံရေးအတွက်စစ်ရေးအရှိန်မြင့်လာနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကလည်းထိုးစစ်ဆင်မှာဖြစ်လို့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့စစ်ရေးခက်ခက်တွေကပြောပါရည်ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပေမဲ့မြို့ပေါင်း90ကျော်ကိုလက်လွတ်ထားရတယ်လို့စစ်ပဋိပက္ခဖြစ်စဉ်မဖြစ်ပွားတဲ့မြို့နယ်ဟာသုံးပုံတစ်ပုံလောက်သာကျန်ရှိတော့တာပါစစ်ကောင်စီအောင်ဘုံမှုကြီးမရောက်နိုင်ကတက်လိုက်တာဝန်ယူထားတဲ့နယ်မြေအတွင်း စစ်စင်ရေးလုံခြုံရေးနဲ့နည်းမြေစိုးမိုးရေးလုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ဖို့ပြီးခဲ့တဲ့မေ24ရက်နေ့မှာညွှန်ကြားခဲ့ပါတယ်။စီရီယံဗိုလ်ကြီးစင်ရောကမြဝကျွန်းပေါ်နဲ့အညာဒေသတွေမှာစစ်ကောင်စီရဲ့ထိုးစစ်တွေရှိလာနိုင်တာကြောင့်တိုက်ပွဲပြင်းထန်လာမယ်လို့သုံးသပ်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့မိုးကာလမှာစစ်စင်ရေးတွေတိုက်ပွဲတွေပေါ့နော်ထိတွေ့တိုက်ပွဲတွေပြင်းထန်မှုနည်းလေးရှိတယ်။ဒါတို့ပေမဲ့ကျွန်တော်တို့ဒီအညာမကွေးမြဝကျွန်းမော်ဒေတာပေါ့နော်အညာရဲ့မကွေးရဲ့မြဝကျွန်းမော်ဒေတာတွေမှာစစ်ကောင်စီရဲ့ထိုးစစ်တွေ ပြင်းထန်လာပါပြင်းထန်လာမယ်လို့ခံမှန်းရပါတယ်သူတို့ကိုယ်တိုင်ကလည်းဒီစက်တင်ဘာလကနေစပြီးတော့အညာမကွေးအညာရဲကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းနဲ့ကျွန်တော်တို့ဒီ ARI တိုင်းတွေကိုလေချောင်းရောမြေပြင်ထိုးစစ်တွေရောမြင့်မယ်လို့ကြားသိရပါတယ်အားကြောင့်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အညာမြေလန့်နဲ့ကျွန်တော်တို့မြဝကျုံးပေါ်ဒေတာပေါ့နော်ပသိမ်မုံရကားလန်းကြီးရဲ့ဘေးတစ်ဖက်တစ်ချက်ကိုပသိမ်မုံရကားလန်းကြီးကိုဝင်ရိုးအဖြစ်ထားပြီးတော့သူတို့ဟိုဘက်ချမ်းဒီဘက်ချမ်းနေတိုက်ပွဲပြင်းထန်မှုတွေဖြစ်လာမယ်လို့ယူဆရပါတယ်ခင်ဗျာ လက်ရှိမှာလည်းရွေးကောက်ပွဲအကြောင်းပြချက်နဲ့ဒေတာအလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်စစ်ကောင်စီကပြစ်ခတ်ရစဲရေးကိုစွန်လကုန်တိတက်တန်းတွုံးမြင့်ထားတာပါအလာဒူညီနာမမိတ်၃ဘွဲကလည်းတစ်ဖက်သက်အပြည့်ရဲ့ကြီးညာထားတာဖြစ်ပါလိမ့်ဒါပေမဲ့ရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့နယ်မြေစိုးမှုမှုရှိနေတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေများပြားရှိတဲ့ကြောက်ဖြစ်မျိုးနယ်မှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါလိမ့်တစ်ဖက်မှာအမျိုးသားညီညွတ်ရေးဆိုရ NUG ကလည်းဆက်အနာရှယ်စနစ်ကိုအမြင့်ဖြတ်ဖို့ အထွေထွေထိုးစစ်ဆင်နွှဲမယ်လို့ထုတ်ပြောထားပြီးချင်းမျိုးသားတပ် OCNF ကလည်းမိုးရွင်းမှာတနင်္ဂနွေလုံးအတိုင်းတာနဲ့စေးအချိန်မြင့်ဖို့အားလုံးပူးပေါင်းတိုက်ပွဲဝင်ဖို့တိုက်တွန်းထားတာပါနိုင်ငံတောင်ပိုင်းမှာရှိတဲ့ကင်မျိုးသားစီယုံ KNU ကတော့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့တူလက်ရှိမှာထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့စစ်တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်မွန်ပြည်နယ်မှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခြင်းရှိသေးပေမဲ့ လောလောဆယ်မှာစစ်ကောင်စီဘက်ကလုံခြုံရေးအတွက်နယ်မြေစိုးမှုမှုရအောင်ပြင်ဆင်လာနေပြီလို့တော်လိုင်းအဖွဲ့တွေကနေသိရပါတယ်။မွန်ပြည်တော်လိုင်းတက် MSRF ပြောခွင့်ရတဲ့နေကားကစစ်အရှိန်အဟုန်ဟာမိုးကြဆမှာပဲစစ်ကောင်စီကရေးမြောက်ပိုင်းမှာထိုးစစ်ဆင်မှုတွေစလုပ်နေပြီလို့တန်လွင်တိုင်းကိုပြောပါတယ်။ကျွန်တော်တို့မွန်ပြည်နယ်ဘက်မှာဝိုးရသည်ဆိုလို့ရှိရင်အသွာလာတွေခက်ခဲတာရှိတဲ့ဒါပေမဲ့အာဘလို့ပဲအခက်အခဲတွေရှိပါစေကျွန်တော်တို့အစဉ်ပြေရင်ပြေသလို့ နော်ကျွန်တော်တို့တက်အနေနဲ့တော့လကောင်းအခြားသောတက်များနဲ့ပူပေါင်းရေတော့လကောင်းဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားဖို့ရှိတယ်စီရေးရှိန်မုံကတော့အခုမိုးဦးကြစားမှာပဲဒီစစ်ကောင်စီကရေးမြောက်ပိုင်းမှာထိုးစစ်ဆင်မှုတွေစလုပ်နေပြီကျွန်တော်အမြင်ကတော့ဒီလာမယ့်နှစ်ကုန်ဒါမို့နောက်နှစ်ဥပိုင်းလောက်မှာဒီရွေးကောက်ပွဲကိုမဖြစ်မနေသူတို့လုပ်ဖို့စီစဉ်ရှိတဲ့အတွက်ကြောင့်နယ်မြေထိန်းချုပ်ရေးနယ်မြေစိုးမိုးရေးတွေကိုသူတို့လုပ်နိုင်ဖို့အတွက် အခုလိုထိုးစစ်တွေစတင်ပြီးတော့အခြေဆိုင်စခန်းတွေလည်းတိဆောက်လာမှာလို့တော့လုံခြုံရေးအတွက်ပေါ့နော်တိဆောက်လာမယ်လို့ကျွန်တော်မြင်တယ်။ဟာနာသိမ့်မိကလေးကရွေးကောက်ပွဲကျင်းပမယ်လို့ကြွေးကြော်ထားတဲ့စစ်ကောင်စီကအခုနှစ်ဒီဇင်ဘာတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်ထိရွေးကောက်ပွဲတွေကျင်းပဖို့ရာထားထားတာပါ။နိုင်ငံအနှံ့ဆန္ဒရှင်စနစ်တော်လှန်ရေးတိုက်ပွဲတွေကလည်းဆက်ရှိနေတာကြောင့်လုံးကြုံရေးအခြေအနေရနေမြေဒေသပေါ်မူတည်ပြီးတော့စစ်ကောင်စီကရွေးကောက်ပွဲတွေကိုအပိုင်းလိုက်ကျင်းပမယ်သဘောမျိုးဖြစ်ပါသည်။လေလာသူတွေကတော့စစ်ကောင်စီနေနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ဖိနှိပ်လို့ရနိုင်တဲ့နည်းမျိုးတွေမှာရွေးကောက်ပွဲကိုဗက်ဒီနဲ့မဆိုပြုလုပ်လာနိုင်တဲ့အတွက်လူ့ခွင့်ရေးချိုးဖောက်မှုတွေများစွာရှိလာနိုင်တယ်လို့ထောက်ပြထားကြပါသည်